မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါတော့မယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အာနာသိန်းစစ်တပ်၏လက်ကင်တုံးပြည်သူလူထုအတွက်အစိတ်ပင်မင်းအောင်လိုင်းမိသားစု၏စီးပွားဘက်ဝိမုံရွှေ၏ဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မြန်မာရုပ်ရှင်လောက၏ထိတ်တန်းမင်းသမီးတဦးဖြစ်သူအကယ်ဒမီဝိမုံရွှေ၏မှာမင်းအောင်လိုင်းမိသားစုနှင့်ဆက်ဆက်သောထုတ်လုပ်ရေးလုပ်ငန်းများတွင်ဖူးပေါင်းလုပ်ကိုင်လာနေပြီး2023ခုနှစ်နှောင်းပိုင်းတွင်စစ်တပ်နှင့်ဤဆက်သည့်စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြိုးကျော်နှင့်လက်ထပ်ခဲ့ပါသည် နိုင်ငံရေးအပြောင်းလဲများကြတဲ့မင်းအောင်လိုက်သမီးခင်သီရီတက်မော်၏စီးပွားရေးလူယုံနိုင်ဖြိုးကျော်ကိုဘဝခင်မောအဖြစ်ရွေးချယ်လိုက်ခြင်းဖြင့်ပြည်သူနှင့်စန့်ကျင်သောဘက်တွင်တရားပေါက်ရက်တီပြခဲ့ပါတယ်။ရင်းတို့စစ်တပ်ဘက်တော်သားအဖြစ်ရက်တီမှုများ၏2024ခုနှစ်အတွက်အကယ်ဒမီစုရရှိခဲ့ပါတယ်။ဝင်းမုံရွှေကြီးမှစစ်အာဏာရှင်မသိမ်းမီကာလ2019ခုနှစ်ခန့်ကတည်းကစစ်တပ်ခေါင်းဆောင်တအူးဤမိသားစုဝင်များကရင်းနှီးမြှုပ်နှံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနှင့်ဒီသန့်စာချုပ်ချုပ်စုကလက်တွဲလုပ်ကင်ခဲ့ပူပါတယ်။ စစ်တပ်ခေါင်းဆောင်ဤသမီးဖြစ်သူခင်တိရီတက်မုံငွေအများအပြားရင်းနှီးမြှုပ်နှံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Seven Sun Film Production နှင့်တည်တံ့စာချုပ်ချုပ်ဆိုခဲ့သည့်မင်းသမီးတဦးလည်းဖြစ်ပါရယ်ရခင်ကလေးကမင်းအောင်လိုက်သမီးခင်တိရီတက်မုံနှင့်ပလူပလဲလုပ်ခဲ့တော်လဲရင်းချိန်ကဝင်းပုံရွှေကိုနိုင်ငံရေးအခြေအနေမပြင်းထန်သေးသောကြောင့်ပြည်သူကဝေဖန်မှုသိမ့်မရှိခဲ့ပေ ို့သော2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူစစ်တပ်နှင့်ပူးပေါင်းသည့်ညီတိလုပ်ငန်းမဆိုစန့်ကျင်သည့်လူမှုလှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ရာဒူမာ၏အတိတ်ကလက်တွဲမှုများသည့်ပင်ဝေဖန်စရာအချက်များအဖြစ်ပြန်လည်ပေါ်ပေါက်လာခဲ့သည်2022ခုနှစ်ဧပြီလတွင်အထွေထွေသပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစု GSCP ကဲ့သို့သောအဖွဲ့အစည်းများကစစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမရှိပေစစ်တပ်နှင့်ပူးပေါင်းလုပ်ကိုင်နေသည်ဟုယူဆရသည့်အမှုပညာရှင်များအပေါ်လူမှုရေးအရာပြစ်ဒဏ်ချမှတ်ရန် တိုက်တွန်းသည့်ထုတ်ပြန်ကြေညာချက်များတွင်ဝိမုံရွှေရည်သည်လည်းအမည်ပါဝင်ခဲ့ပါသည်။ဝိမုံရွှေရည်ပေါ်လူလူ၏ဝေဖန်မှုမိတော်များပြင်းထန်လာရခြင်းမှာ2023ခုနှစ်နိုဝင်ဘာလတွင်မင်းအောင်လှိုင်တမီခင်တိတိတက်မော်၏စီးပွားရေးလူယုံနိုင်ဖြိုးကျော်နှင့်လက်ထက်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။နိုင်ဖြိုးကျော်သည်စစ်တပ်နှင့်အကျိုးစီးပွားအရနှိစက်မှုရှိသူအဖြစ်လူသိများသူဖြစ်ပါသည်။နိုင်ဖြိုးကျော်မှာစစ်ကောင်းဆောင်တမိနှင့်အတူ7 Sun ထုတ်လို့ရေးကိုအတူပူးတွဲလောက်ကင်ခဲ့သည် အာနာသိမ့်ပြီးနောက်7ဆန့်ကိုပြည်သူများကတပိတ်မှောက်သဖြင့်ထုတ်လုပ်ရေးအမိများပြောင်းလဲလုပ်ကိုင်ခဲ့သည်ရှင်ပြင်းနိုင်ဖြိုးကျော်ကမင်းအောင်လိုက်သာသမီများနဲ့အတူပြည်တွင်တွင်လျှက်စစ်ကားတင်သွင်းရောက်ချခြင်းဆိုလာပစ္စည်းများရောက်ချခြင်းစစ်တပ်အထက်ဂျုံများတင်သွင်းပေးခြင်းများလှုပ်ဆောင်ခဲ့သူဖြစ်သည်ဝင့်မုံရွှေဤမှာစစ်တပ်နှင့်ပတ်သက်သောစီးပွားရေးနှင့်စစ်တပ်ကိုထောက်ခံသောနိုင်ငံရေးကိုအတုံးချကကိုဂျိုးစီးပွားဖြစ်ရေးအဓိကလှုပ်ဆောင်လာသည် VVTV M Entertainment Channel W Entertainment Channel ထူထောင်ကလူတို့ကိုဘွာဓာဖြန့်အစိတ်ခတ်ရန်ရည်ရွယ်ပြီးရုပ်ရှင်ဇာတ်ကားများကိုထုတ်လုပ်သူနာမည်မျိုးစုံချင်းကထုတ်လုပ်လျက်ရှိသည်။ဖွေးမုံရွှေကြီးမှာမင်းအောင်လိုင်သားချွေမာနှင့်သမီးတို့နှင့်အကျိုးပူပေါင်း၍ VVTV နှင့် Show Light Application တို့ကိုထူထောင်မိတ်ဆက်ပြီးမြမရုပ်ရှင်နှင့်အမှုပညာဖျော်ဖြေရေးဈေးကွက်ထဲသို့နီလန်းမျိုးစုံဖြင့်ပြန်လည်ဝင်ရောက်လာစေရန်စူးစမ်းလျက်ရှိသည်။မင်းအောင်လိုင်သားစုကနောက်ွယ်ချုပ်ကန်ထားသော PPTV တွင် ပထမဆုံးပြသခဲ့သည့် ရုတ်တံဇလန်းတွင်နတ်သမီးနက်ခတ်ဖြစ်ပြီးအဆိုပါဇလန်းတွေတွင်ဝိမုံရွှေကြီးကဥဆောင်၍တရုတ်ဆောင်ထားသည်ဝိမုံရွှေကြီးက W Entertainment ကိုလည်းထူထောင်ထားပြီး PPTV နှင့်ဖူးတွဲ၍ဇလန်းများထုတ်လုပ်မိသည်လက်တလောနှဝင်သေးစကားကိုဝိမုံရွှေကြီး၏ခိုးပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ W Entertainment ကရိုက်ကူးထုတ်လုပ်ထားပြီးအောက်တိုဘာ31ရက်နေ့တွင်ရုံတင်ပြသခဲ့သည် သို့တော်လည်းလက်ရှိအချိန်ရင်းဆက်ကားကိုအားပေးသူရောပါလျက်ရှိပြီးပြည်သူလူထု၏သဘိမ့်မှမှုကအောင်မြင်လျက်ရှိသည်စစ်အာဏာရှင်စနစ်မှာအစိတ်ပင်ဆိုလျင်ဝိမုံချွေကြီးကအစိတ်ပင်ကိုရေလောင်းနေသူဖြစ်ပြီးပြည်သူကိုအစိတ်ခတ်နေသူဖြစ်သည်ဆလပီမြဝတီမျိုးနဲ့ KK ဘက်ကိုစစ်တပ်ကဖောက်ခွဲမှုထိုင်းဘက်သို့အစများလွင့်စင်ပြီးနေအိမ်များထိမှန်နေဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမျိုးနယ်ရှိ KK ဘက်ကိုစစ်တပ်ကနေ့စဉ်ဆက်လက်ဖောက်ခွဲမှုများလှုပ်ဆောင်နေပြီး ယနေ့နဲ့နောက်ပိုင်းအဆိုပါ KK ပတ်ပောက်ကွဲမှုမှအစများမှာထိုင်းနိုင်ငံမဲဆောက်မြို့နယ်တွင်ရှိနေအိမ်များသို့လွှင့်စင်ထိမှန်လာကြောင်းထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယနေ့နဲ့နောက်ဆက်တနားဝင်ချင်းအချိန်တွင်စစ်တပ်က KK ပတ်ကိုအပြင်းစားမိုင်းများဖြင့်ပောက်ကွဲခဲ့ခြင်းဖြစ်ပြီးအလွန်ပြင်းထန်သောပောက်ကွဲမှုများကိုထိုင်းဘက်အကြမ်းမဲဆောက်မြို့မှပြည်သူများတိတိတသားခံစားခဲ့ရသည်။အော်ဒိုဘာလာနောက်ပိုင်းမှာစတင်ပြီးအကြံဖတ်စစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနင်းပြီးနောက်နေစဉ်ဖောက်ခွဲမှုများလှုပ်ဆောင်လျက်ရှိကြောင်း ယနေ့ဖောက်ခွဲမှုများမှာအလွန်ပြင်းထန်ပြီးထိုင်းနိုင်ငံမဲဆောက်မြို့နယ်ဘတ်ချန်အရှိနေအိမ်များတို့အစာများလွင့်စင်ထိမှန်ခြင်းအိမ်ခေါင်မှုများပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ် KK ဘက်ကိုဖောက်ခွဲမှုမှာအကြိမ်33ကြိမ်မြောက်ဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းသတင်းတွေမှာတော့ KK ဘက်ကိုဖောက်ခွဲမှုကလွင့်စင်လာတဲ့အစာတွေကအိမ်ခေါင်မှုတွေအိမ်တွေထိမှန်တာတပ်ပုံတွေနဲ့တက်လာပါတယ်။ ဒီနေ့ဖောက်ခွဲမှုကတော်တော်လေးပြင်းထန်နေဒီဘက်ကမှအိမ်တွေတောင်တုံနေဟုထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကမှမြောက်ဝတီမဲထော်တလီ KK ပတ်နေမြေမှာတထက်လူနေအဆောက်အုံတလုံးနှစ်ထက်လူနေအဆောက်အုံ၈စိန်၃တက်လူနေအဆောက်အုံ၈လုံး၄တက်လူနေအဆောက်အုံ28လုံး၉တက်လူနေအဆောက်အုံ၃လုံးဈေးဆိုင်နဲ့လူနေနှစ်ထက်အဆောက်အုံ၄လုံးဈေးဆိုင်နဲ့လူနေ၄တက်အဆောက်အုံ၂လုံးစားတောက်ဆိုင်နဲ့လူနေနှစ်ထက်အဆောက်အုံ၃လုံး၉တောင်၁၂လုံး၆ထက်ဟိုတယ်၃လုံး GYM အကစားခန်းမှတစ်ခုနှစ်ထပ် KTV အဆောက်အုံတစ်လုံးနှစ်ထပ် SPA အဆောက်အုံတစ်လုံးလေးတပ်အဆောက်အုံတစ်လုံးနှစ်ထပ်စင်တာအဆောက်အုံနှလုံးနှစ်ထပ်စည်းဆိုင်အဆောက်အုံနှလုံးသုံးတပ်လူနေလိုင်းခန်းအဆောက်အုံသုံးလုံးစုစုပေါင်းအဆောက်အုံ148လုံးတည်ရှိခဲ့ကြောင်းအဆောက်အုံ100လုံးကိုဖြိုချဖျက်ဆီးပြီးကျန်ရှိသည့်48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ် KK ဘက်ကိုစစ်တပ်ကဟန်ပြဝင်ရောက်စီးနင်းပြီးနောက်အော်တိုဘာလ22ရက်နေ့တွင် BGF မှအစောချစ်သူ တင်ဝင်းနဲ့မုတ်တုံတို့က KK ပတ်မကြားဖြန့်တရုတ်တည်းများအွန်လိုင်းဤပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှာရွှေကုတ်ကိုတွင်ရောက်ရှိကတချို့မှာမူ BGF ကအထူးစီစဉ်ပေးထားသောနေရာများတွင်ပြန်လည်နေရာချထားပြီးခဲ့ကြောင်းသိရပါတယ် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့မြဝတီမြို့နယ် KK ဘက်မှထွက်ပြေးလာသောနိုင်ငံသားသားများကိုထိုင်းအစိုးရကစီစစ်နေပြီးရခုအခါထိုင်းရောက်နိုင်ငံသားသား1600ကျော်ရှိပြီး KK ဘက်မှစစ်တပ်လက်အောက်ခံ VGF ကအ धिक လုံခြုံရေးတာဝန်ယူတည်ဆောက်ထားသောအွန်လိုင်းကြားဖြန့်စင်တာတစ်ခုဖြစ်ပါတယ်။ကော့ကရိတ်တွင်တိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားကဒေသုံးစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ကောကရိတ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြားကထိဆုံးစစ်သားအလောင်းများကိုဖြစ်တယ်လို့စွန့်ပစ်မြုံနှံထားကြောင်းကရင်စည်ရေးတရင်ရပြက်ကတရင်ဌာနကိုပြောကြားပါတယ်။ရမန်နေ့နိုဝင်ဘာလ6ရက်နေ့နံပိုင်းကကောကရိတ်မြို့နယ်မြောက်ပိုင်းထီဖိုးဆန်ကျေးပါနယ်ခွေမောင်တိုင်ကျေးပါတို့တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကထိခိုက်သေးဆုံးမှုများပြားခဲ့ကြောင်း အလားတူမိဖာလေလန်းဆောင်ဘက်သို့တက်လာသောအကြံဖက်စစ်သားများကိုလည်း KNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာယမန်နစ်တမနက်ခင်းတပိုင်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြံဖက်စစ်သားများအထိနာခဲ့ကြောင်းသိရပါသည်။နိုဝင်ဘာ6ရက်ကထီဖိုးဆန်နှင့်ခွေးမောင်တိုင်မှထပ်တိုက်ပွဲဖြစ်တဲ့မိဖာလေလန်းဆောင်တက်လာတဲ့စခရီလေအစုလိုက်ပြုံလိုက်အထိနာတာအကျဉ်းရေးအတွက်မနေတော့ဘူး။အခုလည်းတမနက်လုံးဖြစ်နေတာအခုချိန်ထိဖြစ်နေတော့မှာပဲ။နိုဝင်ဘာလ1ရက်နေ့ကတေတာကစခ8កောင်မဟုတ်ဘူး16កောင်တေတာ။ အလောင်းကသူများအိမ်တွေကြာဖြစ်တယ်လို့မြှုပ်ခဲ့တော့ပုတ်တော့ခွေးတွေကဆွဲဖို့စားနေတယ်။အရာရှိလဲအဲ့လိုပဲမြှုပ်တယ်။အဲ့ဒါမှတကယ်ခွေးသေးမြှုပ်တယ်လို့ပဲ။သူ့လူတောင်သူတံမိုးမထားဘူးလောလောဆယ်ပုံမရသေးဘူး။အရာရှိသေးတဲ့အလောင်းတွေပုတ်ပြီးခွေးတွေစားနေတယ်ဟု KNL စစ်ရေးတရင်ရဲမြက်ကသတင်းဌာနကိုပြောပါတယ်။နိုဝင်ဘာလ၁ရက်နေ့မှနိုဝင်ဘာလ၅ရက်နေ့အထိအကြမ်းဖက်စစ်တပ်မှအရာရှိ၂ဦးအပါအဝင်စစ်သား၃၀ဦးထက်မနည်းတေဆုံးပြီးဒဏ်ရာရစစ်သားများကိုတောင်ကလေးတပ်နယ်စည်းရုံးသို့ပို့ဆောင်ခဲ့ကြောင်း ထို့ပြင်တိုက်ပွဲအတွင်းသိဆုံးသွားသည့်စစ်သားအလောင်းများကိုလည်းပြည်သူလူထုနေထိုင်ရာအင်ဂျိုအင်ကြားတဲ့တွင်ဖြစ်တယ်လို့မြေမျိုးပစ်ခဲ့တဲ့ဖြင့်ခွေးများကပေါ်စားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ရှမနီနိုဝင်ဘာလ6ရက်နေ့ညနေပိုင်းတွင်ဖအံမျိုးအခြေစိုက်တပ်မ22မှစစ်သားများကြာအင်းစိတ်ကြီးမျိုးနဲ့ပေါ်တော်မူတောင်ပေါ်တွင်တက်ဆွဲထားသော DKBA ဗိုလ်ကြီးအဖွဲ့များပူးပေါင်းအင်အားတရာကျော်သည့်ဂျုံတိုးမျိုးတို့ရောက်ရှိလာပြီးရင်းမတဆင်ကော့ကရိတ်မျိုးနဲ့ချီပိုးဆန်ကြီးရွာဘက်သို့ဆက်လက်ပို့ဆောင်ထားကြောင်းသိရပါတယ်။ ဖန်အန်တမန်22ကစစ်သားအစ်တွေကြာအင်းပေါ်တော်မူဘက်က DGPA ဗိုလ်ပြီးအဖွဲ့တွေအင်အားတရာကျော်ညနေပိုင်းမှာတုံတိုးကိုရောက်လာတယ်။ခေါ်ကရစ်ကိုစက်ပို့မယ်လို့သိရတယ်။နိုဝင်ဘာ၁ရက်နေ့ကနေ9ရက်တွင်စစ်တပ်ဘက်ကအရာရှိ၂ယောက်အပါလူ30ကျော်ကြာဆုံးတယ်။15ယောက်ဒန်းစီတောင်ကလေးတက်စေယုံကိုပို့တယ်။မင်းညာကတောင်ကလေးစေယုံကို BGF ကားတွေနာကူကားတွေနဲ့မိုင်းထီလူနာတွေကိုလာပို့တယ်ဟုကရင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ကရင်ပြည်နယ်ကောကရိမြို့နယ်တွင်စစ်တပ်ကအင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်နေရတွင်အဓိကအားဖြင့်စစ်မှုထမ်းတပ်သားတညာကိုရှေ့ဆုံးမှထား၍တိုက်ခိုက်လျက်ရှိကြောင်းခရင်စည်ရေးတရင်ရင်းမြစ်ထံမှသိရပါသည်။